ဝီကာမွတ်စလင်တွေကိုတခြားနိုင်ငံတွေစီလွှဲပြောင်းမပေးဘဲတရုတ်စီပြန်လည်ပို့ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာတရုတ်ရဲ့အညှိုးထားမှုကိုမခံချင်တာကြောင့်လို့ထိုင်းအစိုးရအဖွဲ့ဝင်ဒုတိယဝန်ကြီးတဦးကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းအစိုးရဟာပြည်တွင်းမှာ၁၂နှစ်လောက်ကြာအောင်ထိမ့်သိမ်းထားတဲ့ဝီကာမွတ်စလင်၄၀ကိုတရုတ်နိုင်ငံစီပြန်ပို့ခဲ့ပါတယ်။ဝီကာတွေဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအဓိကနေထိုင်ပြီး တရုတ်အစိုးရကအဲ့ဒီလူနည်းစုမျိုးနွယ်တွေအပေါ်လူမျိုးတော်ဖိနှိပ်မှုတွေကျူးလွန်နေကြောင်းဆွဆွဲချက်တွေလည်းရှိနေပါတယ်။ဝီဂါရီကိုတရုတ်လက်ထက်အပ်လိုက်တဲ့လို့ရအပေါ်အမေရိကန်အပါဝင်နိုင်ငံတကာကအပြင်းထန်ရှုတ်ချဝေဖန်တာတွေရှိခဲ့ပေမဲ့လည်းထိုင်းအစိုးရကတော့အဲ့ဒီလို့ရအပေါ်အသေးအတန်ကောက်ွယ်ခဲ့ပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကအဲ့ဒီဝီဂါရီကိုလက်ခံပေးပါမယ်လို့နိုင်ငံတချို့စီကကန့်လန့်မှုရခဲ့ကြောင်းမတ်လ6ရက်နေ့မှာဝန်ခံခဲ့တာပါအစောပိုင်းတုန်းကတော့ထိုင်းဟာ ဝီဂါတွေကိုလက်ခံပေးမဲ့နိုင်ငံမရှိဘူးလို့ညှင်းချက်ထုတ်ထားခဲ့ပါတယ်။ဒါပေမဲ့ထိုင်းအတွက်တော့ဝီဂါတွေကိုတခြားကြားနိုင်ငံတစ်ခုစီလက်လွှဲပေးလိုက်ဖို့ဆိုတာကလက်တွေ့ကျတဲ့ရွေးချယ်မှုမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒီလိုမျိုးသာဆုံးဖြတ်မိခဲ့ရင်ထိုင်းနဲ့တရုတ်ကြားဆက်ဆံရေးခါတီသွားနိုင်တဲ့အလားအလာတွေရှိနေတာကြောင့်ဖြစ်တယ်လို့သူကရှင်းပြပါတယ်ရှင်။